မင်္ဂလာပါရှင်။ဒဝဲဝါရှက်တပတ်အတွင်းတင်းလိုက်တဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမတို့ရှင်မအခုတစ်ပတ်မှာတော့အောက်တိုဘာလ10ရက်နေ့ကနေ16ရက်နေ့အတွင်းဖြစ်ပွားခဲ့တဲ့တင်းလိုက်တိုင်းအတွင်းသတင်းတွေကိုတင်ဆက်သွားဖို့ရှိပါရစေ။တင်ဆက်ပေးမယ့်သတင်းတွေကတော့ထိုင်းမြန်မာနယ်စပ်ကထိခိရွာနဲ့တင်းလိုက်ကတကူမီတက်ယုံကိုဆီယနာရှင်တက်ကပုံကျဲတဲ့အခြေအနေနဲ့ တရချောင်းကကြေးရွာတချို့မှာလှေသမားတွေစီကခင်းညူငွေကြေးကောက်ခံနေတယ်လို့ပြောပေမဲ့ခင်းညူကညင်းတဲ့အကြောင်းအပါအဝင်တပတ်အတွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဒါအပြင်ဒီအပတ်အတွက်အထူးသတင်းပေးဖို့ချက်အဖြစ် ဖုံးစုံမြေကိုရင်ဝယ်ပိုက်ထားကြရသူများအကြောင်းကိုရှုစားရမှာဖြစ်ပါတယ်။ကရင်မျိုးသားစီယုံခင်းညူတမဟာလေးထိန်းချုပ်ထားတဲ့ထိုင်းမြန်မာနယ်စပ်ကထီခီရွာကိုဆီယနာရှင်တက်ကအော်တိုဘာလ၈ရက်နေ့ဆယ်ရက်နေ့တွင်မှာဇက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီလိုဆီယနာရှင်တက်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ထိခိရွာကဒေသခံ350ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ခရင်ညူတမဟာလေးစီကသိရပါဗျ။ဒီတည်င်းကိုတော့ဒွေဝက်ရှ်အဖွဲ့သားတဦးကပြောပြပေးသွားမှာပါ။ကရင်မျိုးသားစီယိုခင်ယူတမဟာလေးထိချုပ်ထားတဲ့ထန်းမြမာနေဆက်ရှိထိခိရွာကိုဆီယနာရှင်တက်ကအော်တိုဘားလာရှင်နဲ့ဆေးရည်တွေမှာဆက်တိုက်ပိုးကျဲတိုက်ခိုက်ခဲ့ပါဗျ။အော်တိုဘားလာရှင်မနေ့အစောပိုင်းမှာဝိုက်တွဲလီနဲ့ပိုးကျဲတိုက်ခိုက်ပြီး မော်လဲပိုင်မာလေးတိုက်လီရင်နဲ့ဘိုးထက်ကျဲခဲ့တယ်လို့ခင်ယူတမာလီဘိတ်တဝဲခဲ့အတွေ့အမှုပဒိုစောရနာကပြောပါတယ်ဝိုက်တွဲလီရင်နဲ့တီခီရွာကိုလေချောင်းတိုက်ခဲ့မှုအစဲကြီးမှာ120မမအလိုရီ40ချိုးကျဲချတိုက်ခိုက်ခဲ့တယ်လို့ခင်ယူတမာလီစီကသိရပါတယ်ဘိုးကျဲတိုက်ခိုက်မှုနှစ်ခုစလုံးမှာအဆောက်အုံနဲ့လူနေအိတ်တချို့ခိခိုက်ပျက်စီးမှုရှိပေမဲ့လူထိခိုက်မှုမရှိဘူးလို့ဆိုပါတယ် အောက်တိုဘာလ10ရက်နေ့မနေ့ပိုင်းကလေဆက်အနာရှင်တက FTC 2000G အမျိုးအစားချက်တိုက်လီနေဘုံနှစ်ကြီးထတ်ကြပြီးစစ်တပ်နဲ့ပါပြခတ်ခဲ့တယ်လို့ကရင်အမျိုးသားစီယိုခင်ယူတမ်ဟာလီဗိတ်တဝဲခရိုင်ကထုတ်ပြန်ပါတယ်ဒီလိုတိုက်ခတ်ရမှာကာစီနိုရောလူနေအီတွင်နဲ့အဆောက်အအုံအချို့ထိခိုက်မှုရှိတယ်လို့ဆိုပါတယ် စစ်အနာရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ထိခိရွာကဒေသခံ250ချို့ထွက်ပြေးတိဆောင်နေရတယ်လို့ KMU တပ်မဟာလေးစီကသိရပါတယ်တဝဲခရိုင်တရချောင်းမြို့နယ်အတွင်းကျေးရွာတချို့ကလှေသမားစီမှာကရင်မျိုးသားစီယုံခရင်ယူကငွေကြေးကောက်ခံနေတယ်လို့ဒေသခံတွေကပြောပေမဲ့ခရင်ယူကပြန်လည်ငင်းဆိုတာကြောင့်ဘယ်အဖွဲ့အစည်းကငွေကြေးကောက်ခံနေလဲဆိုတာကိုမသိရသေးတဲ့အခြေအနေဖြစ်နေပါတယ်။တတင်းအပြည့်စုံကိုတော့ဒွေဝက်ရှ်အဖွဲ့သားတအူးကပြောပြပေးသွားမှာပါ။ တဝဲခရိုင်တရချောင်းမျိုးနဲ့အတွင်ကြေးရွာအချို့ကလေသမားရီစီမှာကေမျိုးသား CEO ခေမျိုးကငွေကြေးကောက်ခံနေတယ်လို့တာခန်တွေကပြောပါတယ်ကျောက်ဆယ်စီတော်ကြီးကေပုံးချုံကမာအိုင်ပေါ့အော့စားတဲ့အကြီးအရီကအရာချီရှိတဲ့ကင်းမုံမျိုးထောင်လေးတွေခနပ်ပိုက်လေးတွေကလေသမားရီစီမှာခင်းမြူခက်ရက်ကြီးအုပ်ချုပ်ရေးအဖွဲ့ကကောက်ခံနေတာဖြစ်ပါတယ်။လေတစည်းကိုတနစ်စာအတွက်ငွေကျပ်6000တတ်မှတ်ထားပြီးငွေပေးသွင်းပြီးရင်ခင်းမြူရဲ့မွေးမြူရေးနဲ့ရေလုံငန်းဌာနမှကလက်မှတ်ပါတဲ့ငါးဖက်လုပ်ငန်းထောက်ခံချက်ထုတ်ပေးတယ်လို့ဆိုပါတယ်။ ခွဲပြုတ်ချက်စာရွက်မှာကေမျိုးသား CEO ခင်မျိုးဒီစိတ်တက်ထားပြီးငါးဖက်လုပ်ငန်းထောက်ခံချက်ကိုဖော်ပြထားသလိုရက်စွဲလောက်ကခွင့်ရသူအမည်နေရာငါးဖက်နဲ့လေအမျိုးအစားခွဲပြုတ်တဲ့ရစ်ကုံဆုံးတဲ့ရစ်တို့ပါပါရှိပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးထောက်ခံချက်ထုတ်ပေးတဲ့စာရွက်ပေါ်ကဖုံးနှလုံးကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့တလုံးကစက်ပိတ်ထားပြီးချက်တလုံးကဖုံးပါနေတယ်လို့ပြန်လည်ဖြေဆိုပါတယ်။ ကေမျိုးတမဟာလေးမြိတ်သူဝခံရတွေ့ရမှုဘလို့စောရနာကတော့တည့်ရချောင်းမျိုးနယ်ကအမည်ပြမှာအခုလိုငါးဖမ်းလေးတွေကိုငွေကောက်နေတဲ့ကိစ္စကိုမသိဘူးလို့ပြောဆိုပါတယ်။ငွေကောက်နေတဲ့ JR ရာခရလေးတည့်ရင်စနစ်တက်ခွန်းသုံးစိုးမိုးထိတ်ချုံတဲ့အနေမြင်ဖြစ်တာကြောင့်တည့်ရင်စနစ်တည့်ရင်မှုကိုဆက်သွယ်မေးမြန်းရမှာသူတို့တက်အနေနဲ့အခေါ်ကောက်ကိစ္စတွေကိုလုံဆောင်တာမရှိဘူးလို့ပြန်လည်ဖြေဆိုပါတယ်။ ငါးဖန်းလေးတွေမှာငွေကြေးကောက်ခံနေတာရှိသလိုခင်မြူကအရက်ကြီးအုပ်ချုပ်ရေးအဖွဲ့ကရွာတွေမှာခေါင်းစည်အမျိုးမျိုးနဲ့ငွေကြေးကောက်ခံနေတာတွေလည်းရှိသေးတယ်လို့ဒေသခံအချို့ကပြောပါတယ်။ခင်မြူတက်မဟာလေးတို့ရင်မူဘုရိုးစောရနာနဲ့ခဲလီတက်ရင်စနစ်ကတရက်ချောင်းကလေသမားရိစီမှာငွေကြေးကောက်ခံနေတာကိုမသိဘူးလို့ပြန်လည်ညင်းဆိုတာကြောင့်အခုငွေကောက်ခံတာကိုဘယ်ဘက်စီကကောက်ခံရဲဆိုတာတိတိကျကျမသိရသေးပါဘူး။တပတ်အတွင်းသတင်းတိုတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ တနင်္လာရီမျိုးနဲ့တကူကျေးရွာမှာရှိတဲ့မိသက်ရုံးကိုဆင်အနာရှင်တက်ကတိုက်ပွဲဖြစ်တာမရှိဘဲလေချောင်းကနေဖုံးကျဲတိုက်ခိုက်လို့အရက်သား၅ဦးထပ်မံတဲ့ထံရရသွားပါတယ်။အော်တိုဘာလ၁၀ရက်နေ့မနက်၉နာရီကျော်ကတကူရွာမှာရှိတဲ့မိသက်ရုံးကိုဆင်အနာရှင်တက်ကဂျက်တိုက်လေရင်နဲ့ဖုံးကျဲတိုက်ခိုက်ပြီး၁၇နှစ်နဲ့ပါပြစ်ခတ်ခဲ့တာပါ။ဒီလိုတက်ခတ်ခံရလို့ចောင်းသားတဦးအမျိုးသမီးတဦးအပအဝင်တန်ရရ၃၅ဦးထပ်မင်းရှိပြီးအဆောက်အုံတလုံးလည်းပြည့်စည်သွားတယ်လို့ဒေသခံတွေကပြောပါရယ် တကူကျေးရွာဟာတော်လန်ရေးတပ်တွေရဲ့ထိန်းချုပ်နေမြေအတွင်းမှာတည်ရှိပြီးစစ်အနာရှင်တပ်ကစာနေရေးခါစေဝါ73စီနဲ့လူအသုံးဆောင်တွေတည်ဆောင်ခွင့်ပိတ်ပင်ကတ်တတ်ထားပါတယ်။တနင်္လာရီမျိုးနဲ့ကန်တိုရဟန်ကပြန်ဆုတ်သွားတဲ့ဆန်နာရှင်တက်ကဥယျာဉ်ခြံတွေကလူသားလမ်းတွေနဲ့ကန်နာကနေအိမ်တွေနားမှာမြေမြုံမိုင်းတွေထောင်ထားခဲ့တယ်လို့တော်လရင်တက်ဖွဲ့နဲ့နီးစပ်သူတချို့ကပြောပါဗျာ။အော်တိုဗာလ3ရက်နေ့ကကန်တိုရဟန်ဘက်ကိုဆန်နာရှင်တက်ကစစ်ကြောင်းထိုးလာလို့တော်လရင်တက်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါဗျာ။ တိုက်ပွဲဖြစ်ပြီးတဲ့နောက်တရက်မှာတော့ဆီယနာရှင်တပ်စစ်ကြောင်းကရန်ဖို့ရဘက်ကိုဆုတ်ခွာသွားတယ်လို့ဆိုပါတယ်။ဆီယနာရှင်တပ်ပြန်ဆုတ်သွားပြီးတဲ့နောက်တွန်လိုင်းတပ်တွေကနယ်မြေရှင်းလင်းချင်းဆုတ်သွားတဲ့ဥယျာဉ်ခြံတွေနဲ့လမ်းတွေမှာမြေမြုံမိုင်းတွေထောင်ထားခဲ့တာကိုတွေ့ရတယ်လို့ပြောပါတယ်။လက်ရှိမှာတော့မိုင်းဆက်လုံးလောက်ကိုတွေ့ထားပြီးနောက်ထပ်လည်းမိုင်းတွေရှိနေနိုင်သေးတဲ့အတွက်အချိန်ပေးပြီးရှင်းလင်းရမယ်လို့တနင်္လာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ဇုံ3ကတပ်ဖွဲ့ဝင်တို့ကဆိုပါတယ်။ ပလောမြို့နယ်ပလောမြို့အနီးမင်းပြင်ရွာကနေ30ကျော်ကိုဆင်အနာရှင်တက်ကမင်းရှုဖြက်စီခဲ့တယ်လို့ဒေသခံတွေကသိရပါဗါဒ်အော်တိုဗလာ၄ရက်နေမှာမင်းပြင်ရွာမြို့အင်းရက်ကွက်ကနေ3လုံး6ရက်နေမှာ နေ9လုံး10ရက်နေမှာ2လုံးစုစုပေါင်းနေ17လုံးမင်းရှုခံခဲ့ရတာပါပလောမြို့ပေါ်နဲ့မင်းပြင်ရွာအပအဝင်အနီးနားကရွာတွေမှာဆင်အနာရှင်တက်စစ်ကြောင်းနဲ့ပြည်သူ့ကောက်ွယ်ပူပေါင်းတက်တို့နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတာ2လကျော်ကြာလာပြီလို့ဒေသခံတချို့နဲ့ပြည်သူ့ကောက်ွယ်တပ်ဖွဲ့ကတာဝန်ရှိသူတချို့ကဆိုပါတယ် အော်တိုဘာလာ၂ရက်နေ့ကလည်းမင်းပြင်းရွာတဲ့ကို တိုက်လီရင်နဲ့ဘုံနှလုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Wi-Fi စတဲ့နဲ့နဲ့ပါလှက်ပက်ပစ်ခတ်ခဲ့ပါသေးတယ်။နှစ်ဖက်တိုက်ပွဲနဲ့လေချောင်းရေချောင်းကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေကြောင့်ပလာမျိုးခန့်တွေနဲ့မင်းပြင်းရွာအပါအဝင်အနီးဝန်းကျင်ကြေးရွာကဒေသခံတွေစစ်ဘေးရှောင်နေကြရပါတယ်။ရေဖြူမျိုးနဲ့နပိုးလက်ဒေသမှာရှိတဲ့တပွဲအထူးစစ်ပွဲအုံဒေသတွေကိုအော်တိုဘာလာ၉ရက်နေ့ညနေပိုင်းကစပြီးစစ်အာဏာရှင်တပ်စစ်ကြောင်းတွေအင်အားဖြည့်ဝင်ရောက်နေပါတယ်။ အင်အားတရာကျော်ပါတဲ့ဆီယန္နာရှင်တက်စစ်ကြောင်းတစ်ကြောင်းဟာအော်တိုဗလာ၁၀ရက်နေ့မနက်9နာရီလောက်မှာလောင်လုံးမြို့နယ်မှာရှိတဲ့ပန်းတင်အင်ရွာရဲ့အရှိတ်ဘက်ကနေအထူးစီးပွားရေးဆောင်ဒေသကိုရောက်လာတယ်လို့ဒေသခံတွေကပြောပါတယ်။အဲဒီစစ်ကြောင်းဟာအော်တိုဗလာ၁၀ရက်နေ့ကလောင်လုံးမြို့နယ်ပန်းစီရွာအတွင်းတော်လှန်ရေးတပ်တွေရဲ့ drone နဲ့တိုက်ခိုက်ခံရပြီးတဲ့နောက်တောရှိရွာမှာရှိတဲ့စိုက်ပျိုးရေးသိပ္ပံကျောင်းမှာနှစ်ရက်ကြာတက်ဆွဲပြီးဒဝဲအထူးစီးပွားရေးဆောင်ဘက်ဝင်ရောက်လာတာလို့ဆိုပါတယ်။ တဟပြင်းအင်အား80လောက်ရှိတဲ့ဆင်းရနာရှင်တပ်ရဲ့နောက်ထပ်စစ်ကြောင်းတစ်ကြောင်းကလည်းအော်တိုဗာလ9ရက်နေ့ညနေမှာရေဖြူမျိုးနယ်ရလိုင်းရွာကိုမြင်းတင်ကားနှစ်စင်းနဲ့ရောက်လာပြီးအရှိတ်ဘက်ကိုထွက်ခွာသွားတယ်လို့ဒေသခံတွေကပြောပါရတယ်။တပတ်တွင်တည်တင်းတွေကို နာဆင်ခဲ့ရတာပါ။ဒါအပြင်ဒီအပတ်အတွက်အထူးသတင်းပေးဖို့ချက်ဖြစ်တဲ့ဖုံဆိုးမျိုးကိုရုံဝယ်ပိုက်ထားကြရသူများအကြောင်းကိုတော့ဒိုဝဲဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒေါ်တီတာရဲ့အဖြစ်ကတော့ပုံမှန်ဥဥပေးနေတဲ့ငန်းကိုတစ်ခါကြံပြီးတက်မိလိုက်တယ်လို့ပါပဲ။ဘာပင်မဲ့ဆိုက်ဆိုက်အောင်မြင် ဖြစ်ထွန်းလေးရှိတဲ့နှစ်ရီကလောက်အကျယ်ဥယျာဉ်ခြံအတွင်းခြိုက်ခွက်ကြီးတွေကအစီအီနေရာရည်ထားပါတယ်။ဒေါ်တီတာကသူ့ပိုင်တဲ့ကမ္ဘောဒေသမှာရှိတဲ့ဥယျာဉ်ခြံနှစ်ရီကပေါ်မှာကော်ဘီခရမ်းချင်ဒီလိုရာဒီဘောတီးနံတွေစိုက်ပျိုးပြီးပုံမှန်ဝင်ငွေလေးရနိုင်ခဲ့တာပါ။အခုတော့ရာတီပေါ်တီးနံတွေစိုက်ပျိုးခဲ့တဲ့ဥယျာဉ်ခြံနှစ်ရီကကို တ်ထုတူးသူတွေလက်ထဲရောင်းချလိုက်ရကတနည်းအကြာမှာတော့ GI ကြီးတွေညေစာ ပုံနေတဲ့ပရဘွားဖြစ်သွားပြီးစိုက်ပြိုးလို့မရတော့ပဲဖုံးဆုံးနေလို့ဖြစ်သွားပါတယ်။ဒေါ်တိတာပိုင်နဲ့ဥယျင်ခြံတွေထဲကနှေကကိုခဲတူးဖို့ဆိုပြီးယမန်နှစ်နှစ်လေပိုင်းလောက်ကရောင်းချခဲ့ရမှာအခုအချိန်မှာတော့ခဲမထွက်တော့လို့စွန့်ပစ်ထားခဲ့တဲ့မြေပေါ်မှာချင်းလုံးကွင်းနှစ်ကွင်းစာလောက်အကျယ်ရှိတဲ့အိုင်ကြီးတွေကအစီအီ ဖြစ်ပြီးကြံနေတာပါ။ ရေပြူမြို့နယ်ကံမောက်ဒေသအပါဝင် တနင်္သာရီတိုင်းကကဒဝဲရှိတော်တနင်္သာရီဘုတ်ပြင်းပလောစတဲ့မြို့နယ်တွေကခဲမဖြူအဖြိုက်နှံ့တန်ရွှေစတဲ့တယံဇာတပစ္စည်းတွေထွက်တဲ့ဒေသတွေဖြစ်ပါတယ်။အာနာမသိခင်ကလေးကတယံဇာတပစ္စည်းတွေတူးဖို့ထုတ်လုပ်ခဲ့တာရှိခဲ့ပေမဲ့တတူလောက်ွက်စောက်ကြည့်သူတွေတဘာဝပံဝန်းကျင်အရေးတက်ကြွလှောက်ရှားသူတွေရှိနေတာကြောင့်ထိမ့်ထိမ့်တင်းတင်းပဲထုတ်ယူခဲ့တာပါ။အာနာသိမ့်ပြီးနောက်ပိုင်းမှာတော့ပြိပခါတွေနဲ့အတူ တထုတူးဖော်မှုတွေမှုလို့ပေါက်လာပြီးနေရာအနှံ့မှာပွားစားကျဲဖြစ်လာပါတယ်။လုပ်ငန်းရှင်တွေက ခဲထွက်တဲ့ဥယျာဉ်ခြံတွေရွာတွေကမြေကွက်တွေကိုဈေးကောင်းပေးဝယ်ပြီးတထုတူးဖော်ကြတဲ့အတွက်ဥယျာဉ်ခြံရှင်တွေကဒေသပေါက်ဈေးထက်အစပေါင်းများစွာပိုတဲ့ဈေးနဲ့ရောင်းချလိုက်ကြတာပါ။ဒေါ်တီရာနေတဲ့ကံပေါက်ဒေသမှာဆိုရင်ဥယျာဉ်ခြံတဧကကို7300ဝန်းကျင်ပဲရှိရာကနေတထုသမားတွေအပြိုင်အဆိုင်ရောက်လာချိန်မှာတော့ ကျက်သိန်း900ဝန်းကျင်အထိဈေးမြောက်သွားပါတယ်။ဒေါ်တီရာရောင်းလိုက်တယ်ဆိုတဲ့ဥယျာဉ်ခြံတွေအပါအဝင်တနင်္သာရီတိုင်းထက်ကခြံမြေတွေကခဲလုပ်ငန်းရှင်တွေကို အပီးပံရောင်းချလိုက်တာမျိုးမဟုတ်ပဲခဲတတူတူးဖော်တဲ့အချိန်အတွက်ပဲရောင်းတာဖြစ်ပြီးခဲရှာမတွေ့တော့ဘူးဆိုရင်မူရင်းမြေပိုင်ရှင်ကိုပြန်ပေးရတာပါ။ ဒါပေမဲ့စတူးပြီးလို့တနစ်ကြလို့ခဲမထွက်တော့တဲ့အချိန်မှာတော့ယာတိပေါ်တီးနံနေစိုက်ပျိုးလေးရှိတဲ့ဥယျင်ခြံကြီးတွေကစိုက်ပျိုးလို့မရတော့ပဲရေတင်နေတဲ့ဂျိုက်ခွက်ကြီးတွေရေစာပုံနေနဲ့ပြည်နေတော့တာလို့ဒေါ်တီတာကပြောပါတယ်အခုရောင်းလိုက်ရတဲ့အဲ့ဒီနေရာမြေနေပြီးရေနဲ့နေတော့စိုက်ရတာအရန်ကောင်းတယ်ခဲမိုင်းကိုမြေမရောမဲပုံမှန်တာခြံစိုက်စားနေမှဆိုရင်နှစ်ပတ်လည်စိုက်နေတော့ဆိုတော့တို့ဝယ်တဲ့ပမာဏထဲပတ်စံပိုးရလိမ့်မယ်ရာတီအလိုက်မပြတ်အစုံစိုက်နေတော့ဆိုတော့လေ ဗုတ်ပြင်းမြို့နယ်မနိုးတုံးကြေးရွာအုပ်စုကဦးအောင်မင်းကလည်းအတီးတီးနေတာနှစ်နှစ်ရှိပြီဖြစ်တဲ့ကွန်တီချံကိုခဲတူဖို့အတွက်မြေကိုအငှားသဘောနဲ့ရောင်းလိုက်တဲ့တောင်သူတွေထဲတဦးအပါဝင်ဖြစ်ပါတယ်။ဒါပေမဲ့မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့အတွက်ခဲထွက်တာနဲလို့အရှုံးပေါ်ပြီးနောက်ဆုံးမှာတော့မြေပြက်စီးသွားပြီးစိုက်ပျိုးလို့မရတော့တဲ့မြေကွက်ပဲကြံခဲ့တယ်လို့ညီးတွားပါတယ်။ ပြန်ဆက်ဖို့ဆိုတာတော့အဖြစ်နိုင်တော့လေခက်တူထားရမည်ဆိုတော့ဟိုနာတွင်နဲ့တင်နာတွင်နဲ့တွေ့ဖြစ်ကုန်ပြီမိုးရရဲ့အဲ့ဒီတွင်တွေကရေပိနေပွင့်ရေခမ်းမိမိပြန်ကြည့်အောင်လို့ဖို့လွယ်မှာမလွယ်တော့တာမိလောတဲ့ပစ္စည်းကုန်တာပေါ့တံပေါ်လည်းဖြစ်တော့မိုးရရဲ့အန်တီပြားတယ်မိပြူမှာကြောက်ရတယ်ပပလည်းမိလို့လည်းအဲ့လိုပဲဖြစ်ကုန်ကြပြီလေခဲတူးတာရဲ့နောက်ဆက်တွဲအကျိုးဆက်ကဥယျာဉ်ခြံကြီးစိုက်ပျိုးလို့မရတော့တဲ့အထိပျက်စီးသွားတဲ့အပြင် ရေရင်းတွေအချိန်စောပြီးခန်းချောက်တာချောင်းတွေမြောင်းတွေကောတာတွေပါတုံလာကြပါတယ်။ကံပေါက်ဒေတာနဲ့တနင်းသားကြီးဖတ်မှာဆိုရင်လေရေရင်းတွေခန်းချောက်တာချောင်းတွေကောကုန်တာတွေဖြစ်နေတယ်လို့ဒေတာခန်တွေကပြောပါတယ်။ရေပညာရှင်တူဖြစ်တဲ့မောင်ကြီးရေလို့ခေါ်တဲ့ဥညစ်သိန်းကလည်းတတ်ထုလုပ်ငန်းတွေကနေစီးဆင်းလာတဲ့အမှုန်အမားတွေကြောင့်ချောင်းရေကောလာတာလို့ရှင်းပြပါတယ်။ချောင်းတွေကောတာတတ်ထုတွေကိုသူတို့ရေရီစီးတယ်ပေါ့ချောင်းတွေမြောင်းပြီးတယ်ပေါ့ particle မှုန်မှုန်လေး တီးတွေတဲနဲ့ရောသွားတော့အဲ့ဒီကောင်ကနှစ်ကြားလာတော့အဲ့တဲချောင်းပေါ်မှာအလှော်တလွာနေတဲ့ဒီကောင်ခံသွားရောအဲ့တော့အလှော်တလွာနေတဲ့ခံသွားတော့တဲချောင်းရဲ့အောက်မှာရှိတဲ့ရေနဲ့မိုးတွင်းတဲချောင်းမှာရေပြည့်တဲ့ရေနဲ့ကြားမှာအဲ့ဒီအလှော်တွေကခံသွားတယ်ဗျမိုးရွာရင်ပါသွားမယ်ထင်တာမိုးရွာရင်တော့ထိုင်လျောက်ရေစီးတာတိုင်ရင်ပါသွားတယ်မတန်တော့ကြံတဲ့အချိန်မှာကျတော့ sedimentation deposition ဖြစ်တယ်အနေပို့ချသွားတော့ဗောဗျာ မုံကြီးကအများကြီးပြည့်လိုက်ပိတ်တော့တော့ခင်ဗျာရေအပေါ်ရေအော့ရင်လည်းဒူတာတာမစီးတော့ဘူးအဲ့တော့ချောင်းကကောလိုက်တာရောဒီလိုမျိုးခဲတူးတာရဲ့နောက်ဆက်တွဲအကျိုးဆက်အနေနဲ့စိုက်ပျိုးမြေတွေဆုံးရှုံးတာတဘာဝပန်ဝင်းကျင်ပျက်စီးရတဲ့အခြေအနေတွေကြောင့်တောင်သူတွေအနေနဲ့ကိုယ့်ရဲ့နောင်ရည်တဘာဝပန်ဝင်းကျင်အရေးကိုငဲ့ကွက်တဲ့နယ်လို့တဝဲအရှိတော်ဒေတာခန်တူဖြစ်တဲ့ဦးမျိုးကပြောပါတယ်တဝဲအရှိတော်ဒေတာမှာဆိုရင်လဲ အရင်ကဆိုရင်ဥယျာဉ်ချမ်းမြေတဧကကိုကြက်သိန်း90ဝန်းကျင်ပဲရှိရကနေအခုဆိုရင်သိန်း400အထိပေးဝယ်နေကြတာလို့ဆိုပါရစေ။ရောင်းလိုက်တာကတစ်ခါပဲစလို့ရမယ်လေ။ထပ်တူပြီးရင်အဲ့ဒီမြေကဘာမှစိုက်လို့မရတော့တာ။ကိုဘသားကိုစိုက်ပျိုးစားတော့မယ်ဆိုရင်တော့ကိုတပွားလုံးစားလို့ရတယ်။ကိုသိရင်တော့မှကိုသားသမီးတို့ချန့်ခတ်လို့ရတာပေါ့။အခုကကျွန်တော်တို့ကြောင်းမသိရရတယ်လို့မျိုး။ငန်းကိုတက်ပြီးရှုပ်ရတယ်လို့မျိုးနဲ့အတူတူပဲ။ အာနာသိမ့်ပြီး၄နှစ်ကျော်လာချိန်မှာတော့တနင်္သာရီတိုင်းထဲကနေရအများစုမှာတောင်တွေအလုံးလိုက်ပျောက်သွားတယ်လို့ရင်းကြီးဒေသတွေမှာဆိုရင်လဲချိုက်ခွက်ကြီးတွေတွင်းကြီးတွေနဲ့မြေစာပုံတွေနဲ့ပွားစာကျဲနေပါတယ်ရှင်တော်ဝါရှိုင်းတော်သားတွေစီစဉ်တင်ဆက်ထားတဲ့သတင်းတွေကိုရှုစားခဲ့ရတာပါ။နောက်အပတ်တွေမှာလည်းတင်းနှိုင်းတိုင်းအတွင်းသတင်းတွေကိုစုံစုံလင်လင်နဲ့တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။